အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျဒီနေ့မှာတော့အကြမ်းမြင်အမြန်ရစေမဲ့ခொနည်းအတွင်းမှာအကြမ်းမြင်အမြန်ရစေနိုင်တဲ့ကာတာချင်းလေးမြောက်ပြီးမှဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်လည်းဒီကာတာကိုရှာနေတာကြာပါပြီအခုမှအဲ့တော့ဂမ်မြတ်လော့ဂင်အစီအကျမ်းတော့ဘာမဲ့ဘာတဘော့အစီအကျမ်းနေပြီးတော့တွားပြီးတွေ့ပါတယ်အဲတွေ့တွေ့ချင်းပဲကျွန်တော်ဝန်သားအားရနဲ့မင်းရှင်များကိုလည်းပြန်လည်မြောက်ပေးခြင်းဖြစ်ပါတယ် ခုနှစ်ရက်အတွင်းမှာကျွန်တော်အရင်ကျွန်တော်ရင်ပြီးလို့မြောက်ပြီးခဲ့တာတော့ကျွန်တော်တွေတတိယမြေလုံးပွင့်ကျင့်စဉ်တို့ကျွန်တော်အကြမ်းမင်းရပတိစိတ်နီးလို့အကြမ်းမင်းရခါတာတို့စပြီးအများကြီးမြောက်ပြီးခဲ့တယ်သူတို့ကတော့အချိန်လေးတွေလိုတယ်နေ့စဉ်ရှောင်းဝံလေးတွေလည်းလိုတယ်ဒီကောင်လေးကတော့မလိုဘဲနဲ့ ခုနှစ်အတွင်းမှာကိုအစွန်ပြမှာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေများလည်းလက်တွေ့ဆန်းသက်လို့ရပါတယ်ဗျအဲ့တော့ထူးခြားရင်လည်းထူးခြားလည်းမထူးခြားလည်းမလို့ရှာဘူးလည်းရပြီးခုမမှာလာပြီးပြန်ပြောလဲပါအောင်ဗျအဲ့အစီအလေးကိုကျွန်တော်တခြားလေးပြောပြပေးပါမယ်အရန်လွယ်ပါတယ်ဒီခါတာစီနေလုံးမဲ့ဆိုလို့ရှိရင်စီတမျိုးတော့လိုပါတယ်နန်းစီကိုတုံးပါဗျာနော်နန်းစီစစ်စစ်လေးကိုတန်တန်လေးကိုကျွန်တော်တို့ခွက်တစ်ခွက်တည်းကိုအနှင်းငယ်ထည့်လိုက်မယ် က်ပြီးဒီကတာနဲ့38ခေါက်ယူမယ်နော်38ခေါက်မန်းမယ်ပေါ့ဗျာနော်အုံဘုဒ္ဓဘုဒ္ဓငါလက်မတက်ဖရာတပ်ပညူအတက်ဒီတပ်ပီစရာတပ်ပီလင်းစီစရာ လင်းစီ မြင်းပီစရာမြင်းပီပြစီစရာ ပြစီ အုံဒေဝတာဒေဝတာငါလက်မတက်ဆရာဘလူးမင်းအတက်ဒီ တက်ပြီဆရာတက်ပြီလင်းစီဆရာလင်းစီမြင်ပြီဆရာမြင်ပြီပြပြီဆရာ ပြပြီအဲကျွန်တော်ကျွန်တော်နောက်တစ်ခေါက်ထပ်ပြီးရောရောက်ပူဇော်ပေးပါဦးမယ်အုံဘုဒ္ဓဘုဒ္ဓငါလဲမတက်ဖရာတက်ပညူအတက်ဒီတက်ပြီဆရာတက်ပြီလင်းစီဆရာလင်းစီမြင်ပြီဆရာမြင်ပြီပြစီဆရာပြစီအုံဒေဝတာဒေဝတာငါလဲမတက်ဆရာဘလူးမင်းအတက်ဒီတက်ပြီဆရာတက်ပြီလင်းစီဆရာလင်းစီမြင်ပြီဆရာမြင်ပြီပြပြီဆရာပြပြီ ပုံဗုဒ္ဓဗုဒ္ဓငါလဲမတက်ဖရာသက်ပညူအတက်ဒီတပ်ပေစရာတပ်ပေလင်းစီစရာလင်းစီမြင်းမီစရာမြင်းစီပြစီစရာပြစီအုံဒေဝတာဒေဝတာငါလဲမတက်ဆရာဘလူမင်းအတက်ဒီတပ်ပေစရာတပ်ပေလင်းစီစရာလင်းစီမြင်းပေစရာမြင်းပေပြပေစရာပြပေဆိုတဲ့မိစမြခါရာကို38ခေါက်မန်းလိုက်မယ်38ခေါက်မန်းပြီးပြဆိုတာနဲ့အဲ့အဲ့စီနဲ့ပေါ့အဲ့စီနဲ့ကျွန်တော်တို့ရဲ့ဖေဖေမျက်လုံးအရင်ကွင်းမယ် ကွင်းကွင်းနဲ့ကျွန်တော်ဒီကာတာကိုကျွန်တော်ကွင်းနေနေပုံတော့ကွင်းနေနေဒီကာတာကိုခုခုနှစ်ခေါက်ရောက်มาဖြစ်ပါတယ်ခုနှစ်ခေါက်မှန်းပြီးတော့ကွင်းမယ်ပုံတော့မှန်းပြီးတော့ကွင်းမယ်အဲကျွန်တော်ရွရင်ကွင်းလုပ်မယ်ပုံတော့ရွရင်ကွင်းလုပ်မယ်အဲ့တော့အလုတ်မြတ်တဲ့မိတ်ဆွေများတဲ့စာအုပ်လေးကိုကြည့်ရေးလာပုံတော့စာအုပ်လေးနဲ့ရေးထားရေးပြီးတော့ဒီကာလေးကိုကြည့်ပြီးတော့ရွမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ရွင့်ပုံတော့ရွင့်ကွင်းလုံးမဲ့အုံဗုဒ္ဓဘုဒ္ဓငါလဲမတက်ဖရာသိပ္ပညုအတက်တီတပ်ပေစရာတပ်ပေလင်းစီစရာလင်းစီမြင်းမေစရာမြင်းပေပြစီစရာပြစီအုံဒေဝတာဒေဝတာငါလဲမတက်ဆရာဘလူးမင်းအတက်တီတပ်ပေစရာတပ်ပေလင်းစီစရာလင်းစီမြင်းမေစရာမြင်းပေပြပေစရာပြပေဆိုပြီးမင်းစင်မြတ်ကတော့တရားကိုအဲ့လိုရွင့်မိုင်းနဲ့ခုနှစ်ခေါက်ရွတ်မဲ့ပြီးညာဘက်မျက်လုံးလာမဲ့ညာညာဘက်မျက်လုံးနဲ့ခုနှစ်စီလေးကိုတို့လာပြီးရောကွင်းမဲ့ ညာညာညာဘက်ရစ်ကွင်းပြီးတော့ကွင်းရွတ်လိုက်ကွင်းရွတ်ရွတ်လိုက်နဲ့ကျွန်တော်ကွင်းလိုက်ရွတ်လိုက်ကွင်းလိုက်ရွတ်လိုက်ရွတ်ပြီးတော့ကျွန်တော်တို့ကဒီအားလေးကိုကျွန်တော်တို့ကွင်းရွတ်ရင်နဲ့ကျွန်တော်တို့တွေအဲဒီကွင်းလိုက်ရွတ်လိုက်နဲ့တခါတည်းရွတ်ခုနှစ်ခေါက်ပြည့်အောင်ရွတ်ပြီးမှဖြစ်ပါတယ်အဲ့လိုရွတ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကမျက်စိကိုမိတ်ပြီးတော့ကြည့်မယ်ဆိုလို့ရင် မျက်စိကိုမိတ်ပြီးကြည့်မယ်ဆိုလို့ရှင်ပထမဆုံးကျွန်တော်တို့မြန်မြန်မာတော့ကျွန်တော်တို့ဘော်ဒီပင်နဲ့ရွှေပလင်ကိုမြန်ပါလိမ့်မယ် မစ္စတာဖရားကိုလည်းမြင်မြင်ပဲဘော်ဒီပင်နဲ့ရွှေပင်လင်းကိုလည်းမြင်မြင်ပေါ့နော်ပထမဆုံးမြန်မာကတော့အဲ့ဒါကိုမြင်ပါလိမ့်မယ်ဖရားပြန်မြတ်စွာလည်းမြင်မြင်ပဲတမို့ဘော်ဒီပင်နဲ့ရွှေပင်လင်းကိုမြင်မြင်ပဲအဲ့လိုမြင်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ထူးခြားပါပြီကျွန်တော်တို့ကြည့်ရင်တဲ့အရာတွေမြင်ရင်တဲ့အရာတွေကိုမြင်လို့ကြည့်လို့ရပါပြီဗျအဲ့တော့ကျွန်တော်တို့ဝေသောအရာတွေ ထုံးကွယ်ထားသောအရာတွေမြင်ဩကျွန်တော်မျက်စိမိပြီးကြည့်ရမှာပေါ့နော်ဥမာဆိုကြပါဆိုကျွန်တော်တို့ကအိမ်ဖျားကြောင်ဆိုဖျားကြောင်ဆိုရှေ့မှာထိုင်နေတယ်အဲ့တော့ကျွန်တော်တို့ကတစုံတယောက်ကကျွန်တော်တို့အိမ်အိမ်ရှေ့ပတ်ဝါကိုနလာပြောမလို့ဆိုတော့ CCTV လို့ပဲပေါ့ဗျာနော် CCTV ပဲအဲ့တော့ကျွန်တော်တို့အပတ်ဝါကိုနလာဩဒါကတော့ဘသူပဲငါကျွန်တော်တို့မသိဘူးနော်မသိဘူးဘသူပဲအိမ်ကြီးကဘာយ៉ាងဝတ်ထားတယ် तू ကဘာ तू ကဘာဖြစ်တော့မှာကျွန်တော်တို့ဘာတွက်နေလာတာကျွန်တော်တို့ဘာဘာလီလာပြောတော့မလားကောင်းတော့နေလာပြီးတော့မယ်ဆိုးတယ်လာပြီးတော့မယ်စပြီးအားလုံးကိုတိမြင်နေတယ်လို့ ကျွန်တော်တို့လူတွေမမြင်နိုင်တဲ့ကျွန်တော်ပရလောကသားတွေအဲ့တော့ကျွန်တော်တခြားသောအရာတွေဖုံးကွယ်ထားတဲ့အရာတွေ စားပြီးပေါ့အရာအလုံးကိုကျွန်တော်မိတ်ဆွေများကြည့်ရှင်တဲ့အရာပေါ့နော်ကိုသိကျင်တဲ့အရာကိုမြင်နေလာမှာဖြစ်ပါတယ်ဒီဟာလေးကိုကျွန်တော်တို့ကဒီဟိုခုနှစ်ရက်တိတိပေါ့နော်ညညတိုင်းမှာတစ်ချိန်တစ်ချိန်စီအဲ့လိုကြည့်ပြရမှာဖြစ်ပါတယ်ညညကြည့်မယ်ပေါ့နော်အဲတချို့လည်းနေ့ကြည့်ကြတယ်တချို့လည်းစောင်းတဲ့မှာတော့နေ့ကြည့်ကြတယ်ပြောလဲနေ့လည်းကြည့်လို့ရတယ်လို့ညလည်းကြည့်လို့ရတယ်အပူပြီးဆွမ်းဆွမ်းထက်ကျင်တော့မနေ့တစ်ချိန်ကြည့်မယ် ညတစ်ချိန်ကြည့်မယ်မနက်တစ်ချိန်ကြည့်မယ်ညတစ်ချိန်ကြည့်မယ်မနက်တစ်ချိန်ကြည့်မယ်ညတစ်ချိန်ကြည့်မယ်ခုနှစ်ရက်ပြည့်ပြီဆိုလို့ရှိရင်တော့မြင်မီတို့စာအုပ်ထဲမှာလို့ဆိုထားပါတယ်ဒါကြောင့်မိတ်ဆွေမဲလည်းလက်တွေ့ဆန်းသက်လို့ရပါတယ်ဗျထူးခြားလို့အစဉ်ပြေရင်လည်းကျွန်တော် comment လေးမလာပြောပလာပါအောင်ကျွန်တော်လည်းထူးခြားရင်မိတ်ဆွေမျိုးဆက်လက်ပြီးပြောပါမယ်ကျွန်တော်လည်းဆန်းသက်ကြည့်ပါမယ်အဲတခုတော့ရှိတယ်သူရဲ့ချွင်းချက်ပေါ်တော့ဒီကောင်လေးတွေကဘာလဲဆိုတော့ရင်းနှစ်ဖူးတဲ့သူနဲ့ကျွန်တော်တွေခွေကြိုက်ခံရဖူးတဲ့သူအဲ့လိုဒီအောင်ကြည့်မယ်ဆိုလို့ရှိရင်စွမ်းအားတော့ ကျွန်တော်တို့ပေါ်ဖို့တော့ဆွမ်းအားကြာတတ်တယ်လို့ပြောပါတယ်အဲ့လိုရေလဲမနစ်ဖူးဘူးခွေလဲကိုက်မခံရဘူးဆိုလို့ရှိရင်တော့တိချတယ်ဒီကောင်ကတချို့လဲတည့်ရတဲ့နဲ့ဆွမ်းတယ်တချို့တည့်ရတဲ့နဲ့ပြတယ်တချို့လဲ အဲတချို့လည်းကျွန်တော်နေ့ရက်သွင်းနေပြရတယ်တချို့လည်းခုနှစ်မှပြပါတယ်တချို့ပါရမီရှိတဲ့သူဆိုလို့ရှိရင်တော့တစ်ရက်အတွင်းမှပြပါလေချက်ချင်းကြည့်ချက်ချင်းပြပါလေဗျာနော်အဲ့လိုမျိုးပြတဲ့လူတွေလည်းအများကြီးရှိတယ်တကယ်လို့ကျွန်တော်တို့ကအဲ့လိုမျိုးကြည့်ရင်ပြရင်လည်းတခြားသောကျွန်တော်တို့မမြင်ကျင်တဲ့အရာတွေမြင်နေရတယ်ဆိုလို့ရှိရင်လည်းတရားလေးကိုဒီစင်းနေကိုပယ်ဖျောက်ဖို့အတွက်ဖရာတော်တို့ဖြစ်ဖြစ်ညောင်ရင်အိုးရရေကိုဖြစ်ဖြစ်ယူပြီးတော့မျက်နှာတက်လိုက်တာနဲ့အစင်အားလုံးကပြက်ပြဲသွားမှဖြစ်ပါတယ်ဒါလေးပါပဲဗျအလွယ်လေးပဲနော်ကျွန်တော်တို့တခြားကြလို့ကြည့်ရင်ပြရင်လည်းတခြားသောကိုမမြင်ကျင်တဲ့အရာ ားတွေမြင်ရပြီဆိုလို့ရှိရင်တော့တရားလေးကိုပြက်ပြက်ချင်းနဲ့ဆိုရင်တော့ညောင်ရင်အိုးတရားရေကိုယူပြီးတော့မျက်နှာတက်လိုက်ပါတုံမဖျားတောက်တူရေစွန့်ပြီးမျက်နှာတက်လိုက်တာနဲ့ရပါပြီဒါဆိုလို့ရှိရင်ဒီအလုံးအဆင်ပြေတော့ပါပြီဗျခဲ့တလို့ဆိုအလုံးပဲအဆင်ပြေမယ်ထင်ပါတယ်เนาะခါအလုံးကျေးဇူးတင်ပါတယ်ကျွန်တော်လည်းစမ်းသပ်ကြည့်ပါမယ်ထူးခြားရင်ပြန်လည်းပြောပါမယ်မိတ်ဆွေများလည်းထူးခြားရင်ပြန်ပြောပါအောင်ပါအလုံးကျေးဇူးတင်ပါတယ်ဗျာ